မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်တွေကအကြောင်းဆေးုံနဲ့ဈေးရီပါမချန်ပြတ်မှတ်ထားကဘုံကျဲတက်ပြက်နေတဲ့ဆိုးဆိုကစပေးရှောင်းစကန်တစ်ခုကိုပါတိုက်လေနဲ့ဘုံကျဲလို့စစ်ဆောင်ပြည်သူတရာစင်နေပါတေဆုံးတရားရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါတယ်မေလ15ရက်ည9:00နာရီခွဲကျော်အချိန်တပိတ်ကျင်းမြို့နယ်9မိုင်ကျေးရွာနဲ့လမ်းလေကျစ်ကျေးရွာမှာရှိတဲ့စပေးရှောင်းစုရက်တစ်ခုကိုဆိုးဆိုကတိုက်လေနဲ့ဘုံကျဲတက်ပြက်ခဲ့တာပါ စိုးစုပုံကြောင့်ဆက်ရှောင်နေတဲ့အသက်60ရွယ်အဖိုးတို့နဲ့အမျိုးသမီးတို့လိုပွဲချင်းပြီးတည်ဆုံကခလင်းငယ်တွေနဲ့တန်ငါတော်တပားအပေါင်းရင် စပေးရှောင်ပြည်သူကိုအူဒဏ်ရတယ်လို့ပြည်သူကာကွယ်အဖွဲ့ပြည်ဦးရင်ခရိုင်ပကဖကသတင်းထုတ်ပြန်ထားပါတယ်စိုးစုကလေချောင်းတိုက်ခိုင်းမှု မပြုတ်လို့တဲ့ရက်ဆိုတာမရှိတော့ပဲနေတိုင်းဘုံကျဲနေလို့ကြောင်ရွံ့ထိတ်လန့်စွာနေထိုင်နေကြရတယ်လို့တပိတ်ချင်းနေကန်တူကပြောပါတယ်စိုးစုကမေလာ7ရက်23ရက်နဲ့15ရက်တွေကလည်း တပိတ်ချင်းမြို့နယ်တကောင်းတိုက်နယ်ငပိချောင်းကျေးွာအနီးကို၃ရက်ဆက်တိုက်လေနဲ့ဘုံကျက်တက်ပြတ်ခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။